ကဘာပေါ်မှာတွားရောက်လည်ပတ်စရာနေရာတွေများစွာရှိတဲ့နဲ့မတိခင်တစ်ချိန်တစ်ခါမျှတွားရောက်လည်ပတ်တဲ့မြို့စင်းရင်းတွေကို Global English Editing Website ကစူးစီးဖော်ပြခဲ့ပါတယ်။တတိုဂျိုဂျပန်ဂျပန်နိုင်ငံရဲ့တိုဂျိုမြို့တော်ကိုတွားရောက်လည်ပတ်မယ်ဆိုပါကနီယိုမီယောင်များအေဂျင့်နဲ့ဂူဘိမှန်များမစ်ရှလင်ကျယ်ပွင့်အစဉ်ရှိခောက်ဆွဲဆိုင်များခရှိပြည်ရဲ့ယထားတွေနဲ့ရာစုနှစ်ပေါင်းများစွာတည်တံ့ခဲ့တဲ့ယဉ်ကျေးမှုတွေကိုခန်းစားရမှာဖြစ်ပါတယ်။နှင်းပဲရစ်ပြင်တဲ့ပဲမြို့တော်ကိုရောက်ရှိခဲ့မယ်ဆိုပါက ကိုယ့်အိမ်မှာရှိနေတဲ့ခံစားချက်နဲ့အခြားကဘာတစ်ခုကိုရောက်ရှိနေတယ်ဆိုတဲ့ခံစားချက်နှမျိုးကိုခံစားရမှာဖြစ်ပါတယ်။စိတ်ကူးရဲ့အချစ်ဇက်လံ၊ပြီးသူကပညာ၊အမှုပညာ၊ဓာတနိကပညာ၊မုတ်ဆိုင်တွေနဲ့ဖက်ရှင်အလားပါတွေကိုခံစားရမှာဖြစ်ပါတယ်။၃၊နယူးယောက်၊အမေရိကန်၊နယူးယောက်မြို့ဟာတာမန်မျိုးတစ်မျိုးသာမဟုတ်ပဲစီရင်စု၅စုစုပေါင်းထားတဲ့လူကြီးတစ်မျိုးဖြစ်ပါတယ်။နယူးယောက်မြို့ဟာအမြဲတမ်းတောက်ဝင်လှုပ်ရှားနေပြီးစိတ်ကူးညံကွန်မြူမှုလူစုလူဝေးများ အန်ဩဇီယာတွေကိုကြုံတွေ့ခံစားရမှာဖြစ်ပါတယ်လေးအစ္စတန်ဘူတူရကီဥရောပနဲ့အာရှရဲ့အလဲမှာတည်ရှိနေတဲ့တူရကီနိုင်ငံရဲ့အစ္စတန်ဘူမြို့တော်ကိုအင်ပါယာများယဉ်ကျေးမှုဘာသာရေးအယူဝါဒနဲ့ဇလန်းပုံမြင်တွေကပုံဖော်ထားတာဖြစ်ပါတယ်ငါဘန်ကောက်ထိုင်းထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာကမ္ဘာအကောင်းဆုံးဟုညွှန်းဆိုနိုင်မဲ့လမ်းပေးဆိုင်တွေကအစားချွေရောင်တောက်ပနေတဲ့ဖျားပထိုးတွေနဲ့အထက်မြင့်အဆောက်အုံများစွာကိုမြင်တွေ့ခံစားရမှာဖြစ်ပါတယ်၆ဘာစီလိုနာစပိန် စပိန်နိုင်ငံဘာစီလိုနာမြို့ရဲ့အသက်ဝိညာဉ်ဟာရှင်ဟောင်းဘီသူကလက်ရာများအစားအစာများပင်လယ်လေညင်းညနေပိုင်းအထိလူစီကားစွာရှိနေမှုတွေနဲ့ပုံဖော်ထားတာဖြစ်ပြီးကမ္ဘာလက်ခီးသွားတွေကိုဆွဲဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်ခွန်၊ကိတ်တောင်း၊တောင်အာဖရိကတောင်အာဖရိကနိုင်ငံကိတ်တောင်းမြို့ဟာတဘာဝပတ်ဝန်းကျင်ရဲ့ယဉ်ကျေးမှုကိုရောနှောပေါင်းဆက်ထားတဲ့ကမ္ဘာလှဆိုမျိုးတွေထဲမှာပါဝင်နေကတောင်တန်းတွေသမုဒ္ဒရာတွေတောရိုင်းတိရစ္ဆာန်တွေနဲ့ခေတ်မီလူနေမှုဘဝတို့ကိုတဟဇာတာဖြစ်စွာမြင်တွေ့ရမှာဖြစ်ပါတယ် ၈ရောမအီတလီအီတလီနိုင်ငံရောမမြို့ရဲ့နေရာတိုင်းလမ်းတိုင်းမှာကိုပိုင်ဇာလန်းတွေရှိပြီးအဆောက်အုံတိုင်းကလည်းဂျာစုနှင့်များစွာကြာမြင့်တဲ့တမိုင်းကိုဖော်ကျူးလျက်ရှိကအရသာထူခဲ့တဲ့ဟဲလီယာတွေကိုလည်းမြည်းစမ်းနိုင်မှာဖြစ်ပါတယ်။ကို စင်ကာပူစင်ကာပူနိုင်ငံဟာကမ္ဘာအသံရှင်းဆုံးအလွန်ကြုံဆုံးတဲ့စမ်းသစ်တူထင်မှုအရှိဆုံးမြို့တွေထဲမှာပါဝင်ပြီးရှေးဟောင်းယဉ်ကျေးမှုနဲ့မြောက်ခဲ့ဒီဇိုင်းတို့ကို ပေါင်းစပ်ထားတဲ့မြို့ဖြစ်ကကမ္ဘာအဆင့်စားတောက်ဆိုင်တွေမှာလည်းတရုတ် မလေးအိန္ဒိယနဲ့အနောက်တိုင်းအစားအစာတွေကိုသုံးဆောင်နိုင်မှာဖြစ်ပါတယ်